မတက်တာပါဘူးဖေရဲ့အလုံးကလေပို့ပို့ပြီးတော့ကြီးလာသလိုပဲနင်စီးပုံမှမတောက်ဘူးလားတောက်ပါရဲ့ဒါပေမဲ့တိတ်မထူးကြသလိုပဲဖေသာဆိုရင်ဥခန့်ကြီးစီတော့ထပ်ပြန်ပြကြရအောင်တမီးတမီးထစားကြမယ်လေတမီးမစားတော့ဘူးဖေတမီးစားကြတယ်မရှိဘူးဖြစ်နေလို့ ဘာဖြစ်လို့လဲနှစ်ဆလိုက်ရယ်ဒီအញ្ញံတို့ဖြစ်ဖြစ်လာလို့ဒါဆိုရင်လေတမီလေးအေးစစ်စစ်အနားယူရော သူမစားဘူးလားသူသူစားလို့မဝင်ပါဟင်သူသူမင်းမကောင်းလားပိတ်ပိတ်နဲ့ပိန်သွားရယ်နော်ဟုတ်တယ်သူသူမအောင်မပြောဘဲနဲ့ထားရတာသူသူပိုက်မှာအလုံးတလုံးဖြစ်နေတယ်ဟမ်မအောင်ဘာလို့မပြောတာလဲ အလုံးပြတာဘယ်လောက်ကြာရင်လဲမောင်အခုလို့စိတ်ပူမှာဆိုလို့မပြောတာဖြစ်နေတာတော့၃လလောက်ရှိပြီအဲ့ဒါအစိကမပြောင်းလားပြရတယ်မောင်ဆရာကခွဲစိတ်ရမယ်လို့ပြောတယ်အဖေကြောင့်လည်းသိရတာနဲ့အဖေကခွဲစိတ်ဖို့သဘောမတူဘူး ဲ့ဒါအဖေဒီဟိုဘက်ရက်ွက်ကဆေးစရာကြီးတယောက်နဲ့ခုနေတာမတတပါဦးမောင်ရဲ့တူတူမင်းလည်းခင်မကြတဲ့တယောက်ပဲကွာဆင်းသွားမှာပေါ့လာပါတူတူပဲမောင်လိုက်ပို့မယ်ဒီနော်ဆင်းသွားရအောင် तुसें गै भेजा दे ओ ။သမီးဘာမှလည်းမစားပါလားသမီး။သမီးမစားကြဘူးဖေ။သမီးရဲ့ကိတ်မှုလေးဖြစ်ဖြစ်စားလိုက်ပါလား။အစာရှိမှ သမီးကျန်းမှမှာပါဗောသမီးရဲ့။ဖေ။သမီးဒေါက်တာညင်းချက်ဆေးကောင်းကိုတောက်ပြချင်တယ်ဖေ။သမီးရေဆရာဥက္ကဉ္စီကို နောက်ဆုံးအချိန်တော့ဖြစ်ဖြစ်တပ်ပြချင်ရင်မကောင်းလားသမီးရဲ့ခုခိုင်ရင်တောင်းပြချင်တော့ဘူးဖေရဲ့သမီးရောကဒေါက်တာညင်းချပြောသလိုပဲခွဲမှဖြစ်မယ်ထင်တယ်ခုဆိုရင်ဘိုက်ကလည်းပိုးပူလာသလိုပဲစားတော့တယ်လည်းသိမစားခြင်းခုဆိုရင်တဖြည်းဖြည်းနဲ့လည်းပိုးပိန်လာသလိုပဲဖေရဲ့ တမီဒေါက်တာညညဆေးကကိုပြန်ပေါပြခြင်းနဲ့အဖေငါတမီလေးဒေါက်တာညချမ်းနဲ့ကို့မှာချမ်းမှာမယ်ဆိုရင်လည်းငါတမီလေးသဘောပါပဲတမီရဲ့အဲ့တော့ကြောင့်တူတူမလာဖြစ်တာပါဆရာ အဲ့ဒါဆိုရင်တော့သူသူပိုက်ထဲအလုံးအာထရာဆောင်းတဲ့အထက်မှာပြန်ရဲရလိမ့်မယ်ကျွန်တော်ဒီမှာစာရေးပြီးလဲအာထရာဆောင်းတဲ့အထက်မှာပြန်ရဲပြီးရင်တော့ဆေးရုံပြန်လာခဲ့ရမယ်နော်ဟုတ်ကဲ့ဆရာအဲ့ဆိုကျွန်မပြန်လိုက်ပါအောင်မယ်ဆရာ Come on. အတူတူလို့ရလာဟုတ်ဟုတ်ကဲ့อืมตุตุอ่ะไอ้ซุยโดอัลตราซาวด์โดย้ายถ่าล่ะโอเคย้ายพี่ตั๋วไปสิอ่ะย้ายถ่าเนาะถ้าเราฟินชี่อ่ะอ๋อไอ้ครับอืมเสียหึจมัยโยกาแคนเซอร์แล้วเสีย ုံးကျွန်တော်အတိအကျတော့မပြောနိုင်သေးဘူးတန်ရှိစစ်ဆေးထားအနေနဲ့တော့ကင်ဆာပြောဦးတာဘလို့တော့သိဘူးအဲ့တော့တော့နောက်ထပ်စစ်ဆေးစရာရှိသေးတယ်သူ့ရင်းရလားနည်းနည်းပါဆရာမစိုးရင်ပါလေကင်ဆာဆိုလဲကျွန်တော်ကုလို့ရပါတယ် ။ဒါနဲ့သူ့အဖေရောကျမတို့စာဖို့မဟုတ်သားဝဲတယ်ဆရာ။ဟော။အဲ့သူ့ကို CT ရိုက်မယ်။ CT ရပေးလိုက်ရ။ဒီနေ့ပါနေလဲဆိုကြီး။ဒီနေ့ဗုဒ္ဓုံးလေးလေကို။ဗုဒ္ဓဘူး။ဗုဒ္ဓဘူးဆိုတောင်းလို့ရတယ်ဆရာ။ဟုတ်ဟုတ်။တောင်းလို့ရတယ်ဆိုရင် CT တောင်းလိုက်နော်။ဟုတ်ကဲ့။ဟုတ်ပြီ။အော်ဆရာကျွန်တော်လူနာကို CT ရိုက်ချင်တယ်။ဟုတ်ကဲ့ဆရာ။ ဲ့တော့ CD ရိုက်ဖို့အတွက်လိုအပ်တဲ့ဟာတွေကိုစသဖြင့်ဒီ CD လေးရလုပ်ပေးလိမ့်မယ်နော်ဟုတ်ကဲ့ဆရာအဖြေရဖို့ကတင်းရစမှာနော်ဟုတ်တယ်ဆရာဟုတ်တယ်အဖြေတည့်ရကြာလိမ့်မယ်ဟုတ်ကဲ့တော့အဖြေရရင်ကျွန်တော်ခန်းထဲလာခဲ့ဟုတ်ကဲ့ကျွန်တော်ယောဂါကြောင့်အဲ့တော့မှအသေးစိတ်ဆွေးနွေးပေးမယ်ဟုတ်ကဲ့ဆရာဟုတ်ကဲ့ဟုတ်ပါအဲ့ဒါကျွန်တော်ခွင့်ပြုပါနော်ဟုတ်ကဲ့ဆရာရန်လည်းမဆိုရင်ဟုတ်ကဲ့ဆရာ ီ CD ရဲ့အဖြေအရဦးလေးသမီးဘိုက်ထဲမှာရှိနေရလုံးဝတာဝန်ကင်စားလို့ကျွန်တော်တန်လျာရှိတယ်ထေကင်းစာအလုံးကြတော့တခြားကင်းစာအလုံးတွေလိုမျိုးအသားစားယူပြီးစစ်လို့မရအောင်ခွဲစိတ်ခန်းထဲမှာခွဲစိတ်ပြီးမှပဲကင်းစာဟုံးဟုံးဆိုတော့ကျွန်တော်တည်တည်ရှာတည်ရမှာ ါတွေအားလုံးဟာကျွန်တော်ရဲ့အဖြစ်တွေပါဆရာကျွန်တော်ရဲ့အမျိုးတရားဘိုက်ထဲကအလုံးကိုခွဲစိတ်ပြီးတော့အနာမကျက်ပဲအိယာထဲမှာအချာကြီးလဲနေတာမြင်လို့ခွဲစိတ်ကုသမှုကိုကျွန်တော်လက်မခံပဲနီးစပ်ရဆင်းမိတော့နေကျွန်တော်ကုခဲ့တာဆရာတမီလီတီချီနီတီဖြစ်လာလိမ့်မယ်လို့ကျွန်တော်လုံးဝမထင်ခဲ့ဘူးဆရာရဲ့ခွဲစိတ်ကုသမှုပြုရင်ရော ကြောက်မလားဆရာကဲလို့ဦးလေးသမီးသာတောင်းဝင်ကိစ္စမှန်လို့ရှိရင်ကုသမှာနှဆင်းရှိတယ်ပထမတဆင်းကခွဲစိတ်ခမ်းနဲ့မှာတအိမ်ရောတောင်းဝင်ရောကိုကျွန်တော်ထုတ်ပြရမယ်ဒုတိယတဆင်းကကိစ္စဆေးသွင်းပြီးကုပါမ ကင်ဆာအဆင့်ကအရန်မမြင်သေးတော့ဒီလောက်ကုသရင်ကိုပဲဦးလေးသမီးရဲ့ရောဂါပျောက်ကိုပျောက်ပါပျောက်မယ်ပျောက်မယ်ဆိုရင်ဆရာရဲ့ခွဲစိတ်ကုသမှုကျွန်လက်ခံပါတယ်ဆရာရဲ့ခွဲစိတ်ပါဆရာကျွန်တော်သဘောတူပါတယ်ဆရာရဲ့ခုလိုဦးလေးဘက်ကအမြင်မှန်ရသွားတော့ပဲကျေးဇူးတင်ပါတယ်အဲ့ဒါဆိုရင်

ပြန်လည်းမစိုးရင်ပါပဲဟုတ်ကဲ့ပါဆရာ